ိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်ကြောင်းပြမျိုးနယ်မှာစစ်ဘေးဆောင်၄000ကျော်အထိရှိလာနေပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ကြောင်းပြမှာပြီးခဲ့တဲ့ဧပြီလအစကစစ်ဘေးဆောင်2000ကျော်ရှိရာကနေနေစဉ်နဲ့အများတိုက်ပွဲပြင်းထန်နေတာတွေကြောင့်အခုအခါပိုတိုးလာတာဖြစ်ပါတယ်။အဲ့ဒီအစ်စ်တိုးလာတဲ့စပင်းဆောင်တွေမှာကြောက်ဖြူမျိုးနဲ့မအူတော့ဝါတော့လိတ်ခမော မလက်ကျွန်းပြင်ရှိဥကင်းကလဘာတောင်ကလဘာတောင်ကြီးထင်းချောင်း ကြက်တိန်စီမောစားတဲ့ကျေးရွာတို့ကဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစပင်းဆောင်တွေကိုကြောက်ဖြူမျိုးနဲ့စပင်းဆောင်အရေးကူညီပေးနေတဲ့ကော်မတီကတပန်းမှတစ်ကျင်းအသုံးလိုက်ခွေးပြီးတော့စားနေရိတ်ခါတွေထောက်ပံ့ပေးနေပေမဲ့စပင်းဆောင်ဥယျာဉ်မှာနေစဉ်တိုးလာနေတာကြောင့်ရိတ်ခါမလုံလောက်မှုဖြစ်နေတယ်လို့စပင်းဆောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ကိုတော်တဘာဝနန္ဒီကမိန့်ကြားပါတယ်။ နောက်ထပ်အရာအနည်းငယ်လောက်ကြာရင်စပင်းဆောင်တွေမှာပါလာတဲ့ဆန်တွေကုံတော့မှဖြစ်တာကြောင့်အရေးပေါ်စာနယ်ရိက္ခာတွေလိုအပ်နေတယ်လို့ဆိုပါတယ်ဒါအပြင်စပင်းဆောင်တွေကိုကုညီဆောင်ရွက်ပေးနေတဲ့အရဖတ်အဖွဲ့အစည်းတွေအနေနဲ့စက်တွေရင်း line အစိမ်းမပြေတာကြောင့်အကူအညီတောင်းခံရမှာအခက်အခဲရှိတယ်လို့ကိုတော်တဘာဝနဒီကမင်ကြားပါတယ်။အခုဧပြီလအတွင်းစစ်ကောင်စီနဲ့အရခတ်တပ်တော်တို့နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးတော့တိုက်ပွဲကြောင့်စပင်းဆောင်တွေမှာနေစင်တဲ့အများထွက်ပြေးတိမ်းဆောင်မှုတွေရှိနေတာပါ။ အဲ့ဒီစစ်ပေးဆောင်တွေမှာမကြခင်မိုးရာသီကာလကိုရောက်တော့မှာဖြစ်တာကြောင့်အရေးပေါ်နေရာထိုင်ခင်းတွေနဲ့ချင်းထောင်တွေလိုအပ်နေတယ်လို့လည်းကုညင်ဆောင်ရွက်ပေးနေသူတွေစီကသိရပါဗျ။ ပေးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကစတင်ပြီးတော့ကြောက်ဖြူမျိုးနဲ့တညောင်းဒီရတဌာနချုပ်အနီးမှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။လက်ရှိမှာကြောက်ဖြူမျိုးနဲ့အတွင်းအေအေသိမ်းပိုင်းရရှိခဲ့တဲ့လက်ခမောမလကျောနဲ့အပြင်းရှိချင်းရွာတို့ကိုစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ 2023ခုနှစ်နိုဝင်ဘာလမှာစတင်ခဲ့တဲ့ရခိုင်တိုက်ပွဲတွေကြောင့်စစ်ပေးဆောင်လူဦးရေ6သိန်းကျော်ရှိနေတယ်လို့ ULAA ရဲ့လူသားချင်းစာနာထောက်ထားရင်းနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDC ကထုတ်ပြန်ထားပါတယ်ရှင်။